လိုဟယ်လိုပန်းမြေတီတင်နဲ့မတက်ပဲနဲ့ဒီပန်းလေးတွေအကုန်လုံးထိုးလို့ရမယ်ဆိုရင်ချစ်တို့ယူနိုင်ပါမလားယူလိုက်တော့เนาะဒါလေးတွေအကုန်လုံးကပညာဒါနတင်ထားတဲ့ပန်းလေးတွေပါရှင်ပညာဒါနတင်ထားတဲ့ပန်းလေးတွေကိုလိုက်ကြည့်ပြီးဒီပန်းလေးတွေအကုန်လုံးပန်းလေးအကုန်လုံးလုပ်လို့ရပါတယ်။ဒါလေးတွေအကုန်လုံးပညာဒါနတင်ပြီးထားပါရှင်။ပန်းကြီးသင်တန်းတက်စရာလည်းမလိုဘူး။ online class တက်စရာလည်းမလိုဘူး။ပညာဒါနလေးတွေလိုက်လုပ်ကြည့်ပြီးတော့ဒီပန်းဒီပန်းပုံစံဖွဲ့စည်းတိစောက်လို့ရပါတယ်ရှင်။ ကောင်ထဲမှာဒီပန်းပုံလေးတင်ထားပါတယ်ကောင်ထဲမှာလေးဒီပန်းလေးတက်တက်ပေါ့နော်ဒါလေးကလည်းတက်တက်တခုပါပဲဒါလေးကလည်းအဖူးလေးတက်တက်တခုပေါ့နော်အဖူးလေးအဖူးလုံလေးတက်ပြီဆိုရင်ဒီအဖူးအကြွေလေးတွေကိုအများကြီးလုပ်လို့ရပါတယ်ဒီအဖူးကြွေလေးတွေဒီမှာတခုပါတယ်ဒီမှာတခုပါတယ်ဒီမှာတခုပါအဖူးလေးသုံးခုပါတယ်နော်ဒီအဖူးလုံလေးကိုလည်းတင်ထားတယ်ဒီဟာလေးကိုလည်းပန်းလေးကိုတဝက်ပေါ့နော်ဒါတဝက်လေးလုံလေးဆိုပြီးတော့ဘာလို့လဲဆိုတော့ဒီနေရာလေးတွေမှာလဲပင်ပေါ့နော်အင်းဒီလဲပင်အဆက်အင်းဒီလဲပင် နားလေးတွေမှာ မိကြီးလဲပြီးအလဲဘိုးဟိုတက်တက်လေးမှာအလဲတိုင်းပန်းလေးပေါ့ဒီဘေးနားနေပြီးဘာလေးလာမလဲဆိုကနုတ်ကလေးတွေလာမယ်ကနုတ်ကလေးတွေလာမယ်အနွယ်အခက်ကလေးတွေလာမယ်ဒီလိုမျိုးလေးပေါ့နော်အနွယ်လေးတွေအခက်ကလေးတွေကနုတ်ကလေးတွေလာမယ်အဲ့လိုအနွယ်လေးတွေအခက်ကလေးတွေမလာခင်ဒီမှာအလဲတိုင်းလုတ်တက်ပန်းလေးလုတ်တက်ခါတော့ရင်သုံးအောင်ဆိုပြီးတော့ဒီပန်းလေးကိုလုတ်ပြထားတယ်ဒီလိုဒါတဝက်လုံးကြီးလည်းလုတ်ပြထားတယ်ကိုကတကယ်လို့တပွင်လုံးလုတ်ချင်ပါတယ်ဆိုရင်လည်းဒီအပေါ်နေပြီးတော့ ီဘက်ကပွင့်ပက်လေးတစ်ဖက်ကိုဒင်နာကိုသွားလိုက်မယ်ဆိုရင်ဒါတဝင်းရပါပြီပေါ့နော်ဒါကတော့တဝက်ကလေးပေါ့ဒီလဲပင်အလဲတက်တက်လေးမှလုပ်လို့ရတယ်ချို့ရဆိုရင်ရင်ခံပေါ့အတွင်းကရင်ခံအင်ဂျီမှာလဲအလဲမှာပေါ့နော်အလဲမှာဒီလိုလေးအထိုင်လေးလုပ်တယ်ပြီးဒီအောက်ကကနုတ်ကလေးလုပ်လဲဒါလေးလုပ်တယ်ပေါ့နော်ဒီလိုအဖူးလေးနဲ့ဒီလိုတစ်ခုချင်းစီဆက်ကတာပါနော်ဒီပန်းလုံးလေးကလည်းပညာဒါနထဲမှာတင်ထားပါတယ်အခေါ်ထဲမှာတင်ထားပါနော်အကောင့်ထဲမှာတင်ထားပါတယ်ဝင်ကြည့်လို့ရပါတယ်ဒီပန်းလုံးလေးလေးလည်းတင်ထားပါတယ်ပြီးတော့လည်းဒီလိုဘေးနားနေပြီးတော့ အနွယ်အခက်လေးတွေသွားဖို့ဆိုရင်လည်းဒီပန်းလေးလည်းအနွယ်အခက်လုံးလေးလေးနဲ့တင်ပေးထားပါရနော်ဒီအနဲ့ဒီအနွယ်အခက်ခက်လေးရဆိုရင်မင်းကတင်ထားအချင်းဒီအနွယ်အခက်လေးလောက်တက်တဲ့ဆိုလည်းဒီလိုမျိုးလေးပေါ့နော်ဒါကတော့အယောင်မတူဘူးနော်ဒါလေးကတွဲဆက်ပြပေးထားတာတွဲဆက်ပြပေးထားတာဒီလိုမျိုးလေးပေါ့အဲ့ဒီအကုန်လုံးကတဆက်တက်ထိုးရတာမဟုတ်ပိုင်းနဲ့လေတခုချင်းစီကိုတက်တက်စီထိုးပြီးဒီလိုမျိုးလေးအလှပြန်ပေါ်ရတာဆိုတော့လေဒီလိုမျိုးလေးပြန်ကက်လို့ရတယ်ရှင်မင်းကဒါပညာတန်တာလေးတင်ပေးထားတာဒီပါလေးဆိုတော့ ဒီလိုမျိုးလေးတွေလုံးလို့ရတယ်နော်ဒီမျိုးလေးလုံးလို့ရတယ်ပန်းတွေကအကုန်လုံးကတပုံဟိုတစုတစည်းတည်းလုတ်ပြထားတာမဟုတ်ဘူးတခုချင်းစီကိုအသေးစိတ်လေးဒီပန်းလေးဆိုလည်းဒီပန်းလေးဆိုလည်းတက်တက်လုတ်ပြထားတယ်ဒီအဖူးလေးဆိုလည်းလုတ်ပြထားတယ်ဒီအနှွဲအခက်လေးဆိုလည်းလုတ်ပြထားတယ်နော် နွယ်အခန့်လေးဆိုတော့လုပြထားတဲ့အဲ့လိုမျိုးလေးတွေအကုန်လုံးကိုစုစည်းပြီးတဲ့အခါကျရင်ဒီဟာလေးကပန်းကင်လေးဖြစ်လာမှာပါနော်အခုလုပြဖို့ဆိုရင်ဒီဟာလေးတစ်ခုပဲလုတော့တယ်ဒီအလေတိုင်းလေးတစ်ခုလေးအဲ့ဒီအလေတိုင်းလေးတစ်ခုကိုလည်းအခုဒီနေ့ရိုက်ပြီးတင်ပေးမယ်နော်ဒီဟာလေးလုတက်သွားပြီဆိုရင်ဒီပန်းပုံစံတိဆောက်လို့ရပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင် like share လေးလုပ်ပေးကြပါ follow လေးလုပ်ပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ပေးတဲ့ကိုလည်းဝင်ကြည့်လို့ရပါတယ်နော်